ဟယ်လိုအားလုံးမင်္ဂလာပါဘတ်စပေါ်နဲ့ပြန်လည်ကြိုဆိုပါရစေဒီနေ့ညကတော့ကျွန်တော်တို့ဂျမလီပွဲစဉ်နဲ့ရှိတယ်အားလုံးကျွန်တော်တို့ဒါရင်းကုန်စရာကောင်းတဲ့ပွဲစဉ်တွေလေဒီညမှာကျွန်တော်ဂျမလီမှာရှင်းလင်းကစားကြမယ်ဒါပထမကြော့ ီးတော့မို့ဒုတိယကြော့ကစားကြရဲ့ပွဲစဉ်မှာဘာစီဒိုနာနဲ့ဖင်ဖီကာရိုပွဲကဘာစီအိမ်ဝင်မှာရှင်မင်ကစားကြမှာဖြစ်လို့လီဗာကူစင်နဲ့ဘိုင်ယန်မြူနစ်ကတော့လီဗာကူစင်ရဲ့အိမ်ဝင်မှာရှင်မင်ကစားကြမယ်အင်တာမီလာနဲ့ဖီယန်နော့ကတော့အင်တာရဲ့အိမ်ဝင်မှာရှင်မင်ကစားကြမယ်လီဗာပူးနဲ့ PSG ကတော့လီဗာပူးရဲ့အန်ဖီစတေဒီယမ်မှာရှင်မင်ကစားကြမယ်တွဲတာကဒီနေ့ရပွဲကတော့ပိုဂျီပွဲကောင်းနေမြန်မာဆိုင်ဆိုင်ကျွန်တော်တို့ကြီးရမယ်ပွဲစဉ်မှာဘာစီနဲ့ဖီဖီကာရိုစောစီးလူလာကြမယ် ဘာစီတော့ငါဟာပြီးခဲ့တဲ့ PP ကားရဲ့အင်ဝင်းမှာသူတို့ဒါတယောက်ထုတ်ခင်ရတယ်ကိုဘာစီထုတ်ခင်ရတဲ့ဟာမျိုးတောင်းမနေကိုရမဆက်စည်းနေတဲ့စမ်းပြမှုနဲ့ divert way ကိုသူကိုယူဆောင်နိုင်ခဲ့ပြီးတော့အချင်းကြီးကဘာစီဘက်မှာသူ့ရဲ့အင်ဝင်းအတားတင်နေပရမကျော့ကနိုင်ပွဲဝမ်းစီနဲ့ဆိုတော့ဒါဘာစီဘက်ကလည်းအခွင့်အရေးများရှိသူ့ပေမဲ့ဘောလုံးကအရာများစွာကိုကျိုးရင်အမှတ်မထင်ပြောင်းလဲနိုင်တော့ရှိတယ်။ဘာစီက သူတို့လဘာဘိုးနဲ့ဆင်းဖိုင်နယ်ပွဲစဉ်ပြအမှတ်မရရဒီဘာစီမာသူ့ရဲ့အိမ်ဝင်မှာ3-0နဲ့နိုင်ပြီးတော့အန်ဖီမှာ4-0ဆိုရဲရလက်ကိုဂျာလဘာဘူးကချုပ်ပြီးတော့ဖိုင်နယ်လဘာဘူးတက်သွားတယ်။မျိုးမျိုးတာလကရရှိော်ကြတော့ဘာစီဟာပေပီချောက်ကိုရှော့တွက်မယ်ဆိုရင်တော့ကျွန်တော်တို့ပေါ်ဆမ်းမှုလေးလေးရနေကျွန်တော်တို့ဆုံးရှုံးမှုကြီးကြီးမားမားကိုဖြစ်သွားစေနိုင်တဲ့ပွဲလေးဖြစ်ကောင်းဖြစ်နိုင်တဲ့ဒါကတော့မလျှော့ဖို့ပဲလိုချင်တာ။ဒါအာသာချက်ကတော့ဘာစီမှာပဲအာသာချက်ရှိတယ်ပေါ့ဗျာ။နောက်ဘက်ကလဘာကူစင်းနဲ့ ဘိုင်ယန်မြူနစ်ဒါတော့ကျွန်တော်တို့လေဘာကူဆင်းရဲ့အင်ဝင်ကစားရပြီမလို့ဘိုင်ဟာကျွန်တော်တို့ပြမကြော့မှာတရေးစီဆိုရလန်နဲ့ဒီဘာကူဆင်းကိုနိုင်ခဲ့တယ်ဒါလေဘာကူဆင်းကဒါရင်မကရဲဘူးသူရဲ့ထိုးနေချက်ကသူရဲ့အားထားရတဲ့ကျွန်တော်တို့ကလာရမဖြစ်တဲ့ဖလော်ရီယန်ဝစ်ကဒီပွဲစဉ်မှာအပါနိုင်ဖို့ရရတယ်။ဒါကြောင့်မလို့ဘာကိုစင်ဒီဘိုင်မြစ်ကိုဒါလှပတဲ့ကိမ့်ဘက်တစ်ခုကိုအင်ဝင်းမှာဖော်ဆောင်နိုင်ဖို့ဆိုတော့ နည်းနည်းလေးတော့အလံဝေးပါလေ။ဘာဖြစ်ကျွန်တော်တို့တော့ Bayern Munich ပဲဒီနေ့ပွဲစဉ်ကိုကျွန်တော်တို့အလေးပေးကြပါမယ်။နောက်ဘက်က Inter Milan နဲ့ပြင်တော့ Inter ရဲ့ခံစစ်ကစားပုံနဲ့ Inter ရဲ့ကိုကျွန်တော်တို့ Inter ရဲ့အင်ဝင်အားသာတက်တက်ရှိတယ်။ကျွန်တော်အရင်ဘက်ကလည်းသူးစည်းဆိုတဲ့နိုင်ပွဲတစ်ခုပေါ်ဆောင်ခဲ့တဲ့ဆိုတော့ဖျင်းတော့အနေနဲ့ဒီကြပေါ့ဒီနေ့ပွဲမှာတော့ Inter ကိုဘလို့နည်းနဲ့မှ နိုင်ဖို့မဖြစ်နိုင်ပါဘူး။ Inter ရဲ့သူတို့တွေမာကုံကကျိုးရည်ဒီနေ့ပွဲမှာကိုကျွန်တော် ထပ်ပြီးတော့မြင်တွေ့ရနိုင်တယ်သူတို့ရဲ့ခန်းစည်းပိုင်းကတော့အင်တာဟာတည်တိုင်းပဲစီးရီးအတင်းဖြစ်တာနဲ့မြည်ခန်းစည်းပိုင်းကောင်းတယ်ဒါကျွန်တော်ပရီးမီးယားလိမ်မှာပရီးမီးယားလိမ်မှာစီးနေတဲ့ final မှာဒီတော့ကလေအင်တာရဲ့ခံစစ်ကဘလောက်ကောင်းလဲဆိုတော့ကျွန်တော်ရေမြင်ခဲ့ပြီးယူကြတော့တရှိကြာရင်မှာလေအင်တာဟာမယိုရင်းတဲ့ခံစစ်ကိုဆက်လက်ကန်ဆွဲထားကြတော့ဖျင်းတော့အနေနဲ့အင်တာမီလန်ကိုကျွန်တော်ရေနိုင်နိုင်ပါဘူးအင်တာပဲကျွန်တော်ရေခတ်သွားနိုင်တယ်နောက်ဘက်ကတော့ဒါဒီနေ့ ဒီညရဲ့စိတ်ဝင်စားစရာအကောင်းဆုံးပွဲစဉ်တွေပဲဖြစ်နိုင်တယ်ဒီကလေးစိတ်ဝင်စားစရာအကောင်းဆုံးပွဲပဲဖြစ်ပါတယ်တို့ကတော့ AB Stadium မှာရှင်းပြစားကြမယ်လီဗာပူးတင်းရဲ့ PSG တင်းတို့ဒီနေ့ညမှာကစားကြမယ်ပြီးကြတဲ့ PSG ကလည်းပြေကျဲခဲ့တယ်ပါပေါ့သူတို့အင်ဂွန်းမှာသူတို့ဘောလုံးတိုင်ပိုင်ဆိုင်မှုအတားစီကိုပေါ့ချင်းချောင်းမှုအတားစီနဲ့ကစားရပေမဲ့အလီဆင်ဘက်ကရဲ့အုတ်တိုင်းလိုကာဝယ်ထောင်းဟေကဘလုံးမကို PSG တိုင်းစစ်က အလီဆန်ဘက်ကောင်မကျော်ဖြစ်နိုင်ဘူးဒါကြောင့်မို့ဒါရတဲ့ခွင့်ရလေးတစ်ခုကိုလီဗာပူးသုံးချပြီးတော့1-0ရတဲ့ကို PSG ကွဲမှာနိုင်တော့ကြတော့အဘီကွဲမှာတစ်ခုကိုတော့ပြခြင်းနေရဘူးရဲ့ PSG ရဲ့ဒါနီးပြကြီးလူးအန်ရီကေကိုန်ကငါတို့အဘီကွဲမှာမင်းတို့ရေဘလိုမျိုးနဲ့နိုင်မလဲမင်းတို့တွေကိုဘလိုလက်စားချေပြောင်းလဲဆိုအန်ကျိတ်ထားလာဒါသူစကားကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်တော့ဒါဒူဝက်ကလည်းမလုံးပြောတာပရိုတိုက်စက်ကဒါကွန်ဆာလိုရာမို့လို့ရှိတယ် ်ဂမ်ဘီလီတို့ရှိတယ်ဂမ်ဘီလီဆိုရင်ဗျာဘာစီမာအဆင့်အုပ်ကြီးဖြစ်ခဲ့ပေမဲ့ပီအက်ဂျီမာကမော်တလုံးရထားလို့မိဘကိုဂမ်ဘီလီရဲ့ကိုးဒီခပီအက်ဂျီကိုအချိုးဖြထုံးနေရဆိုတော့လူအင်နီကီပြောတဲ့စကားရလဲမမှားဘူးကျတော့တိုက်စစ်ကလည်းအရန်ထမ်းမြင့်နေတဲ့တိုက်စစ်ကိုပိုင်းဆိုင်ထားရဆိုတော့ကျတော့ဒါနာပိုလီကခေါ်ရတဲ့ကာဗီရှာကလည်းဒါ PSG နဲ့အထိုင်ကျနေကြလားမဆိုတော့ PSG ကလည်း FP ဘက်မှာအခုလုံးပြသွားနိုင်မလား တခုတတိထားမှာကတခုမမေ့เสียကအဖီးကွင်းမှာပြီးကွင်းကိုပဲတင်းမှနိုင်မှုရပဲတင်းမှနိုင်မှုရအရန်ခတ်တဲ့ကွင်းကြီးကဒီပါပုကိုနိုင်မှုရရန်ခတ်တဲ့ကအဖီးကွင်းမှာဘာလို့ဆိုတော့သူရပိတ်တဲ့အာဒီပါပုရဲ့စင်လာကများတော့အဖြစ်တမ်ပလိတ်မှာဆိုရင်အဝေးကွင်းရှုံးရင်ရှုံးမယ်သူရဲ့ကွင်းကတော့ဒါကရှုံးမှုရကအင်ပနာခတ်တယ်ဆိုတော့ဂုံပုကိုချာ လာဘူးဘာကန်ဆွဲထားတယ်လို့ဒါပရီးမီးယားလိမှာလည်းအတင်းကြီးဟေပရီးမီးယားအတင်းကြီးတွေကလာဘူးရဲ့ क्व င်းကိုလာဘူးတင်းကိုဘယ်တော့ဖဲဘယ်တော့ချင်းနေဆိုးနေပါစေနိုင်မို့ရခတ်တဲ့စားတဲ့ခုကို IP क्व င်းကမာကုန်ရှိတယ်ဗျဒီလိုဆိုတော့ IP क्व င်းရဲ့ဒါကကြောင်းမဲ့ဖွဲကောင်းတဲ့ချင်းချောင်းမှုတွေနဲ့သူရဲ့မာကုန်နဲ့ PG ဟာကျွန်တော်ကြော်လွားနိုင်ပါမလားဒီဘာဘူးဒီပရီးမီးယားကြော်ရလဲဝါစီတိုင်မဲ့အသေးကစားမသွားဘူးလို့ စလောကဆိုရင်မဲ့သူတို့ဒီနေပွဲကတော့ခန်းစီကိုတခြားဘောလုံးကိုစားပြီးတော့ကောင်တာအတူကစားမယ်လို့မြင်နေဘာဖြစ်ဒီညပွဲကတော့လဘပူးနဲ့ PSG ဘွဲဟာတော်တော်လေးကိုစဝင်စားစရာကောင်းတဲ့ပွဲစဉ်ဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတော့ညချမ်းချိန်ကဖြစ်ကြပါခင်ဗျာ